ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနှိညာမပြတ်ဆင်ခြင်အောင်မေသောသူသည်မင်္ဂလာရှိ။ဗျာဒိတ်ကျမ်းအခန်းကြီး9ထိုနောက်မှမြေကြီးပင်လယ်တစ်ပင်များတို့၌လေးမလာစေခြင်းကကောင်းငင်တမန်၄ပါးတို့သည်မြေ၏လေးမျက်နှာ၄တို့ကို깟၍မြေလေးမျက်နှာ၌ရက်နေသည်ကိုငါမြင်၏။အသက်ရှင်တော်မူသောဘုရားသခင်၏တစိမ့်ပါသောကောင်းငင်တမန်တစ်ပါးသည်အရှိမျက်နှာကတက်လာသည်ကိုငါမြင်၏။ သူသည်လည်းမြေနှင့်ပင်လယ်ကိုညင်းဆဲရသောအခွင့်ရှိသောကောင်းကင်တမန်၄ပါးကိုအတန်လွင့်၍ငါတို့ဖျားသခင်ဤကျုံတို့ကိုနဖူး၌တစိမ့်မခတ်မီတိုင်အောင်မြေပင်လယ်တစ်ပင်တို့ကိုမညင်းဆဲပါနှင့်ဟုကြီးသောအတန်နှင့်ကြွေးကြော်လေ၏တစိမ့်ခတ်ခြင်းကိုခံရသောသူအရေအတွက်ကိုငါကြား၍ဤဒီလအမျိုးသားတို့၌အတီးတီးသောအမျိုးအနွယ်တဲကလူတသိန်း၄၀၀၄၀၀တို့သည်တစိမ့်ခတ်ခြင်းကိုခံရကြ၏ယူရာအမျိုးတဲက၁၂၀၀ ရုပင်အမျိုးတဲက12000ခတ်အမျိုးတဲက12000အာရှအမျိုးတဲက12000နာတလိအမျိုးတဲက12000မနာရှင်အမျိုးတဲက12000ရှီမောင်အမျိုးတဲက12000လေဝိအမျိုးတဲက12000ဣတခာအမျိုးတဲက12000ဇာဘုလုံအမျိုးတဲက12000ယောတအမျိုးတဲက12000ဘင်ယမိန်အမျိုးတဲက12000တို့သည်ဒဇိတ်ခတ်ခြင်းကိုခံရကြ၏ ထိုနောက်မှငါကြည့်လျင်အတိအတိဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခတ်သိမ်းတို့အထဲမှထွက်၍အဘယ်သူမျှမရေတွက်နိုင်သောလူများအပေါင်းတို့သည်ဖြူသောဝိလုံကိုဝစ်စင်လျက်စွန်ပလွန်ခတ်တို့ကိုကင်လျက်ပလင်တော်ရှိတိုးတငယ်ရှိမှရက်နေကြ၏သူတို့ကလည်းပလင်ပေါ်မှထိုင်တော်မူသောငါတို့၏ဖျားသခင်နှင့်တိုးတငယ်သည်ကဲတင်တော်မူခြင်းချမ်းသာရှိတော်မူစေတည်းဟုကြီးသောအတန်နှင့်ကြွေးကြော်ကြ၏ လင်တော်မှစသောအသက်ကြီးသူတို့နှင့်တတဝါ၄ပါး၏ပဝင်းကျင်၌ရက်နေသော ကောင်းငင်တမန်အပေါင်းတို့သည် ပလင်တော်ရှိမှပြတ်ဝေ၍ဖျားသခင်ကိုကိုးကွယ်လျက်အာမင်ငါတို့၏ဖျားသခင်သည်ကဘာအဆက်ဆက်ကောင်းကြီးမင်္ဂလာဘုံပညာနှင့်တကွကျေးဇူးချီးမွမ်းခြင်းဂုဏ်အတည်တကိုးတတိရှိတော်မူစေတည်းအာမင်ဟုပြောဆိုကြ၏ အသက်ကြီးသူတပါးကလည်းဖြူသောဝိလုံကိုဝစ်ဆင်သောဤသူတို့သည်အဘယ်သူနည်းအဘယ်အရက်ကလာကြသနည်းဟုငါအားမေးမြန်းလျက်ငါကတခင်ကိုယ်တော်တိပါ၏ဟုပြန်လျှောက်၏သူကလည်းဤသူတို့သည်ကြီးစွာသောဆင်းရဲဒုက္ခအထက်ကထွက်မြောက်၍မိမိတို့ဝိလုံကိုတိုးတငယ်၏အသွေး၌လျှော်၍ဖြူစေသောသူဖြစ်ကြသည်ထိုကြောင့်ဖျားသခင်ဤပလင်တော်ရှိမှ နေရာကို ရောက်၍ဗိမ္မာန်တော်၌ဖျားဝိတ်ကိုနေညာမပြတ်ပြုရကြ၏ ပလင်ပေါ်မှာထိုင်တော်မူသောသူသည်သူတို့တွင်ကျင့်ဝတ်တော်မူမည်သူတို့သည်နောက်တစ်ဖန်ရေစာကိုမငတ်မွှေ့ရကြနေရောင်ကြီးအလင်းမထီရအဘဲအပူကိုမျှမခံရကြအကြောင်းမူကားပလင်တော်အတွင်း၌ရှိသောသူတငယ်သည်သူတို့ကိုလှုပ်ကြွေး၍အပ်သက်ဆန်းရည်ရင်းသို့လမ်းပြလိမ့်မည်။ဖျားသခင်သည်လည်းသူတို့မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုတုတ်တော်မူမည်ဟုဆိုလေ၏။အာမင်။